ဟယ်လီယုစ်ဟာအမေရိကန်ရေတပ်ရဲ့ပထမဆုံးအမှန်တကယ်အသုံးပြုနိုင်တဲ့လေဆာလက်နက်ဖြစ်ပါတယ်။ဒီစနစ်ဟာစစ်ဘက်ဆိုင်ရာနည်းပညာမှာကြီးမားတဲ့ခြေလှမ်းတစ်ခုဖြစ်ပြီးရှေးခေတ်ကရန်တဲ့ဆက်တနက်တွေစပေါ်ခဲ့တဲ့လိုမျိုးအရေးပါတဲ့တူတက်မှုတစ်ခုလို့ဆိုနိုင်ပါတယ်။တရံဝင်ပြီးအဖြစ် high energy laser with integrated optical dazzler and surveillance asia airline os လို့သိထားပြီးမကြသေးခင်က တိုးတက်မှုတွေအရ helios ဟာရေတပ်စစ်စင်ရေးကိုထာဝရပြောင်းလဲသွားတည်နိုင်တဲ့အဆင့်ကိုရောက်ရှိနေပါပြီ။ တကယ်တော့ Disney ရဲ့တိကျတဲ့လှုပ်ဆောင်နိုင်တဲ့အနေနဲ့ပတ်သက်ပြီးတရားဝင်ထုတ်ပြန်ထားတာတွေသိမရှိသေးပေမဲ့အခုအချိန်မှာတော့ Helios ကို USS Prebel လို့ခေါ်တဲ့ဒုံးပစ်ဒုံးပစ်ဖြတ်သင်းမောပေါ်မှာပဲတပ်ဆင်ထားတယ်ဆိုတာကိုသိထားပါဗျ။ Helios ကိုရှေ့ဘက် Sea West တပ်နေရာမှာတပ်ဆင်ထားတာတွေ့ရပါလိမ့်မယ်။ဒါဟာအရေးကြီးတဲ့အကြောင်းရင်းတွေရှိပါတယ်။ရေတပ်က Ali Buck Clacks ဖြတ်သင်းမောတွေကိုတိုင်းဆွဲတဲ့အခါရှေ့နဲ့နောက်ဘက်မှာ Sea West Lander စနစ်နှစ်ခုကိုတပ်ဆင်ဖို့ရည်ရွယ်ခဲ့ပါဗျ။ ဒါပေမဲ့နောက်ပိုင်းမှာ BMD Ballistic Missile Defense နဲ့မပါတဲ့သင်္ဘောတွေမှာ Seawis နှစ်ခုတက်ဆင်ဖို့စိတ်ကူးကိုဖြတ်သိမ်းလိုက်ပါတယ်။ဒါကြောင့်ရေတပ်ရဲ့ဖြတ်သိမ်းဘောတွေရဲ့90ရာခိုင်နှုန်းလောက်ဟာ Seawis တစ်ခုပဲပါဝင်ပြီးရှေ့ဘက်တက်နေရဟာဗလာဖြစ်နေပါတယ်။ဒါကြောင့်ရေတပ်ကဒီနေရာမှာ Helios ကိုတက်ဆင်ဖို့ဆုံးဖြတ်လိုက်တာပါ။ဒါဟာ Helios တွက်အကောင်းဆုံးနေရာဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ Helios ဟာစွမ်းရည်အများကြီးလိုအပ်ပါတယ်။ Seawest ကပြည့်ခတ်နေတဲ့အချိန်မှာ18 kW လောက်လိုအပ်ပြီးမြင့်မှတ်ရှာဖွေတဲ့အချိန်မှာတော့80 kW အထိလိုအပ်ပါတယ်။ဒါအပြင် Seawest ဟာ10မိနစ်ကိုကြီးထောင်ချီပြစ်နိုင်တာကြောင့်သင်းမောဘော်ကအခြားလက်နက်တွေထက်စွမ်းရည်ပုံမှုလိုအပ်ပါတယ်။ဒါကြောင့် Helios ကိုလက်ရှိ60 kW နဲ့အနာဂတ်မှာ120 kW အထိတိုးမြှင့်နိုင်တဲ့စွမ်းရည်ကိုထောက်ပံ့မှုသင်းမောဟာဂျိုတီမီဒီဇိုင်းဆွဲထားသလိုဖြစ်နေပါတယ်။ ဒီလိုရှိပြီးသားချိတ်ဆက်မှုတွေဟာ Helios ကို Themis ရဲ့ Ajax စနစ်နဲ့ချိတ်ဆက်နိုင်နေပြီးဒါကြောင့် Helios ဟာစနစ်တကျပေါင်းစပ်ထားတဲ့လက်နက်တစ်ခုဖြစ်လာပါတယ်။ဒါ့အပြင်သူဟာ Spine Radar ကနေပြစ်မှတ်အချက်အလက်တွေကိုလက်ခံနိုင်ပြီးတော့ရန်သူကိုတုံ့ပြန်တဲ့အခါ Tactical Action Officer အတွက်ရွေးချယ်စရာတစ်ခုဖြစ်လာပါတယ်။ဒါ့အပြင်တစ်ချိန်တည်းမှာမတူညီတဲ့စစ်စင်ရေးတာဝန်သုံးခုကိုထမ်းဆောင်နိုင်ပါတယ်။ Helios ကိုသူ့ရဲ့တပ်နေရာမှာကြီးလိုက်ရင်ပထမဆုံးသတိထားမိတာကသူဟာအတော်လေးသေးငယ်နေဆိုတာပါ။ တကယ်တော့ Disney ဟာအဲ့ဒီနေရာမှာတက်ဆင်ဖို့ရည်ရွယ်ထားတဲ့ Seaworth ရဲ့တဝက်လောက်ပဲရှိပါတယ်။ဒါပေမဲ့သေးငယ်ပေမဲ့ Disney ဟာအင်ပတန်ဆွမ်းအားကြီးပါတယ်။ Disney ရဲ့အောက်ခြေမှာရှိတဲ့ပင်မအပေါက်ကနေစတင်ပါတယ်။ဒါကတော့အဓိကလေသာထုတ်လွှတ်တဲ့နေရာပါ။ဒါပေမဲ့ဒီလက်နက်ကိုပြစ်လိုက်ရင်တခုခုကိုထိမှာပါလို့မျှော်လင့်ပြီးပြနေတာမျိုးမဟုတ်ပါဘူး။အဓိကအပေါက်ရဲ့အပေါ်မှာဆက်ဝိုင်းပုံမှန်ဘလူးနှစ်ခုရှိနေတာကိုသတိထားမိပါပါ။ဒီမှန်ဘလူးတွေဟာ Helios ရဲ့ ခြေရာခံနဲ့ပြစ်မှတ်ထိန်တဲ့အစိတ်ပိုင်းတွေပါဘယ်ဟာကဘာလဲဆိုတာတိတိကျကျမသိရပါပဲသေးငယ်တဲ့ဆက်ဝိုင်းကခြေရာခံနဲ့အစိတ်ပိုင်းဖြစ်ပြီးပိုကြီးတဲ့ဆက်ဝိုင်းကပြစ်မှတ်ထိန်တဲ့အစိတ်ပိုင်းဖြစ်မယ်လို့ခန့်မှန်းနိုင်ပါတယ်ဒီခန့်မှန်းချက်ကိုကျယ်ပြန့်တဲ့ area တစ်ခုလုံးကိုခြေရာခံတဲ့အခါလိုအပ်တဲ့ဆွမ်းဟာပြစ်မှတ်ထိန်တဲ့အခါလိုအပ်တဲ့ဆွမ်းရင်ထက်နည်းတယ်ဆိုတဲ့အချက်ကိုအခြေခံထားတာပါဘာလို့လဲဆိုတော့လေကြောင်းကာကွယ်ရေးစနစ်တစ်ခုကတစ်ခုခုကိုပြစ်မှတ်ထားတဲ့အခါ ရေဒါကအမြန်ဆုံးပြစ်မှတ်ရဲ့တိနေရာကိုသိရှိဖို့စွမ်းရည်အမြောင်များသုံးရပါတယ်။ဒါမှလည်းပြစ်မှတ်ကိုချက်ချင်းထိမှန်အောင်လုပ်နိုင်မှာပါ။ဒါပေမဲ့ဒါကစနစ်ရဲ့အခြေခံအကြောင်းကိုရှင်းပြတာပါ။ညာဘက်မှာရှိတဲ့ຢာကဘာလဲ။ Helios ရဲ့တရားဝင်အမည်မှာနောက်ဆုံးစကလုံးနှစ်လုံးက Tesla နဲ့ Civilians ဆိုတာကိုတတိယလိုက်ပါ။ဒါရီကဒီနေရာမှာအရေးပါလာပါတယ်။ Laser Tesla ဆိုတာကိုနားလည်ဖို့အကောင်းဆုံးနည်းလမ်းက လေရင်တွေအထိုးခံရတဲ့အခါဒုက္ခရောက်စေတဲ့လေဇာပွိုင်တာကိရိယာလေးကိုစဉ်းစားကြည့်ပါ Helios ကဒါနဲ့ဆင်တူပေမဲ့ပိုဆွမ်းအားကြီးပါတယ်လေဇာ Tesla ကခြေချောင်းလုပ်ငန်းတွေမှာပြင်စစ်ဘက်နဲ့စီးပွားရေးသင်္ဘောတွေအတွက်အတော်လေးအသုံးများပါတယ်အလဲပိုင်းဒေတာဒါမှမဟုတ်အနောက် Pacific ဒေတာကိုသွားဖို့သူတွေဆိုရင်လေဇာကြောင့်မျက်စိပြာတာကိုကြုံဘူးတွေ့ဘူးကြမှာပါ Helios မှာလည်းဒီလိုစွမ်းရည်ရှိပြီးပိုကြီးမတဲ့အတိုင်းတာနေပါ ဒါကိုလူတွေရဲ့အာယုံကိုဆွဲဆောင်မှုဒါမှမဟုတ်သူတို့လုပ်နေတာကိုရက်တန့်မှုတုံးတဲ့တနက်မတုံးတဲ့ကာဝေးရေးနီလန်းတစ်ခုအနေနဲ့တုံးပါတယ်နောက်ဆုံးပိုင်းကတော့ surveillance စောင့်ကြည့်ရေးပါဒါကတင်တို့အတွက်အံ့ဩစရာဖြစ်စေနိုင်ပေမဲ့ American ဖြတ်သိမ်းဘောတွေမှာတီးတန့်စောင့်ကြည့်ရေးကင်မရာမပါဝင်ပါဘူးလက်ရှိမှာဒီဒီဇိုင်းခြုံရင်းချက်ကိုဖြည့်ရှင်းဖို့တင်ဘောသားတွေကငါးလက်မှတနက်ကင်မရာကိုအချိန်ပြည့်စောင့်ကြည့်နေရပါတယ်ဒါကိုလမ်းကြောင်းပြဖို့မိတ်ဆွေနဲ့ရန်သူကိုခွဲကြဖို့ စစ်ပွဲကြောင်ပျက်စီးမှုတွေကိုအကဲဖြတ်ဖို့တုံးပါတယ်။ဒါပေမဲ့ဒါက၅လက်မှတနက်ကင်မရာရဲ့မူလရည်ရွယ်ချက်မဟုတ်ပါဘူး။ဒါအပြင် သင်းမောသားတွေရဲ့မပြတ်တမ်းစောင့်ကြည့်မှုကြောင့်ဒီကင်မရာရဲ့ဘက်ထရီတွေပုံမှုအားကုန်လာပါတယ်။ Helios စနစ်နဲ့အတူအခုဆိုရင် သင်းမောသားတွေမှာအရေးသွေးမြင့်စောင့်ကြည့်ရေးကင်မရာတစ်လုံးရှိလာပါပြီ။ဒီကင်မရာမှာအရေးသွေးမြင့် high definition စွမ်းရည်အပူချိန်ဖမ်းစွမ်းရည်တာမယ်နဲ့ညဘက်မြင်နိုင်တဲ့ night vision စွမ်းရည်ပါဝင်ပါတယ်။ ါပေမဲ့ဒီစနစ်ကတကယ်တမ်းစစ်ပွဲမှာဘယ်လိုလှုပ်ဆောင်နိုင်ကလဲဒါဟာတကယ်ပဲကစားပွဲကိုပြောင်းလဲသွားတည်နိုင်တဲ့လက်နက်တစ်ခုလို့ညှော်လင့်ထားသလိုဖြစ်မလားဒါမှမဟုတ်လေဆာပြရတဲ့ကြိယာတစ်ခုလောက်ပဲဖြစ်နေမလားအမေရိကန်ရေတပ်ရဲ့မကြသေးခင်ကမီဒီယာသတင်းတွေအရ USS Prebel သင်္ဘောဟာမကြသေးခင်ကပြုတ်ဝတ်တဲ့လက်တွေပစ်ခတ်မှုစမ်းသပ်ချက်တစ်ခုကိုပြုလုပ်ခဲ့ပြီးရလက်တွေကမျှော်လင့်ထားတာထက်ပိုကောင်းခဲ့ပါတယ်အနောက်ပစိဖိတ်သမုဒ္ဒရာရဲ့ကျယ်ပြန့်ထားတဲ့နေရာတစ်ခုမှာ USS Prevail ရဲ့သင်္ဘောသားတွေဟာပြစ်မှတ်နေရစီကိုရွေ့ရှားနေခဲ့ပါတယ်။သူတို့ရဲ့တာဝန်က Kestner သင်းလင်းရင်နဲ့တူတဲ့ရန်သူလင်းရင်တစ်စီးကိုရှာဖွေခြေရာခံပြီးပြစ်ချဖို့ပါ။သင်္ဘောသားတွေလုပ်ငန်းလေပတ်နေတဲ့နေရာကိုရောက်သွားတဲ့အခါမှာသူတို့ဟာအချိန်လျှော့ပြီးဖြည်းဖြည်းချင်းရွေ့ရှားလာခဲ့ပါတယ်။ညဘက်ကောင်းကင်ထဲမှာရန်သူလင်းရင်ရှိနေပြီးဘယ်နေရာကနေဘလို့ဝင်လာမယ်ဆိုတာကိုသူတို့မသိခဲ့ပေမဲ့သူတို့ဟာအဆင်သင့်ဖြစ်နေခဲ့ပါတယ်။သင်္ဘောသားတွေဟာသင်္ဘောရဲ့တိုက်ခိုက်ရေးအချက်အလက်စင်တာ Combat Information Center မှာသူတို့ရဲ့ဖန်သားပြင်တွေကိုတတိထားစောင့်ကြည့်နေကြပါတယ်။ဖန်သားပြင်ပေါ်ကအမုံမှားလေးတွေကရန်သူလင်းရင်လားဒါမှမဟုတ်တိမ်တွေလားဆိုတာကို သူတို့ခံမှန်းနေကြပါတယ်။ဒီအချိန်တွင်းမှာနီးကပ်စွာဖြစ်ပွားခဲ့တဲ့အဖြစ်အပျက်တွေရှိခဲ့ပြီးတိုက်ခိုက်ရေးတာဝန်ရဲ့ Tactical Action Officer ကစောင့်ကြည့်နေသူတွေကိုတံတရားဖြစ်ပွဲလမ်းကြောင်းတွေကိုစစ်ဆေးဖို့အမိန့်ပေးခဲ့ပါတယ်။တဆိုင်ရာစောင့်ကြည့်သူတွေကသူတို့ရဲ့အစီရင်ခံစာတွေကို ပြောပြခဲ့ပြီး EW Electronic Welfare က လျှက်စစ်အချက်ပြမှုတွေကို TAC Tactical Action Controller ကမုန့်နဲ့ကုတ်တွေကိုအစီရင်ခံခဲ့ပါတယ်။ဒီလိုနဲ့တိုက်ခိုက်ရေးတာဝန်ခံဟာတန်တရားဖြစ်ဖွယ်လမ်းကြောင်းတစ်ခုလုံးရဲ့အခြေအနေကိုသိရှိသွားခဲ့ပါတယ်။ဒီလိုနဲ့နောက်ဆုံးမှာသူတို့ဟာပြစ်မှတ်ကိုမြင်တွေ့ခဲ့ပါတယ်။ Prebel ရဲ့ Spy Radar ကရန်သူလေယာဉ်ရဲ့ပြန်လာတဲ့အချက်ပြမှုကိုဖမ်းမိခဲ့ပါတယ်။ကျန်တဲ့ဆောင်ကြည့်သူတွေကလည်းဒီလမ်းကြောင်းဟာတကယ်ပဲတန်တရားဖြစ်ဖွယ်ပြတ်မှတ်နဲ့ကိုက်နေတယ်ဆိုတာကိုအတည်ပြုခဲ့ပါတယ် ဒီနောက်မှာတိုက်ခိုက်ရေးတောင်းငန်ကကပတိန်စီကလက်နက်ပြည့်ခွင့်ကိုတောင်းခံခဲ့ပြီးကပတိန်ကချက်ချင်းခွင့်ပြုခဲ့ပါတယ်။တချိန်ထဲမှာပဲသူဟာပိတ်ထားတဲ့ခလုတ်ကိုအစိမ်းရောင်ကိုလှည့်လိုက်ပါတယ်။ဒါဟာလက်နက်ကိုအသုံးပြုဖို့နောက်ဆုံးလုံခြုံရေးအစီအမံပါ။ဒီနောက်မှာညဘက်ကောင်းကင်ထဲကိုလေသာတန်းတစ်ခုထိုးသွင်းလိုက်ပါတယ်။ Helios camera တွေကို သုံးပြီးအဖွဲ့ဟာပြစ်မှတ်ကိုကြည်လင်ပြသသွားမြင်တွေ့နိုင်ခဲ့ပါတယ်။စက္ကန့်ပိုင်းတွင်းမှာပဲလင်းရင်ဟာထင်ရှားတဲ့ပျက်စီးမှုတွေစတင်ပြသလာပြီးတစ်ဖက်ကိုစောင်းသွားတာ။ မီးလုံးကြီးအဖြစ်ပောက်ွဲပြီးပင်လယ်ထဲကိုပြုတ်ကျသွားခဲ့ပါတယ်။ဒီအချိန်မှာတိုက်ခိုက်ရေးခန်းထဲမှာအောင်ပွဲခံတန်တွေထွက်ပေါ်လာခဲ့ပြီးတင်မောသားတွေဟာရေတပ်သမိုင်းမှာပထမဆုံးအချိန်ရန်သူလေရင်ကိုပစ်ချနိုင်ခဲ့ကြတဲ့တင်မောဖွဲ့ဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့ဒါဟာစမ်းသပ်မှုတစ်ခုပဲဖြစ်ပါတယ်။ဒီပြစ်မှာဟာတကယ်တော့လူမပါတဲ့လေရင် drone တစ်စီးဖြစ်ပါတယ်။ဒီလက်တွေပစ်ခတ်မှုစမ်းသပ်ချက်က Helios ဟာ60 kW လောက်ပဲသုံးပြီးပြက်မှတ်ကိုအပြတ်အသတ်ဖြတ်စည်းနိုင်တဲ့စွမ်းရည်ရှိတယ်ဆိုတာသက်သေပြခဲ့ပါတယ်။ ဒါပေမဲ့ Heliosis စွမ်းရည်ကဒီတစ်ခုတည်းနဲ့ပြီးမသွားပါဘူး။နောက်ထပ်စမ်းသပ်မှုတွေမှာ Prevail သင်းမောဟာ Helios ရဲ့အခြားလှုပ်ဆောင်ချက်တွေကိုပါစမ်းသပ်ခဲ့ပါတယ်။ဒီအထဲမှာ Soft Gale လို့ခေါ်တဲ့ပြစ်မှတ်ရဲ့ Radar နဲ့အခြားအာယုံခံကိရိယာတွေကိုဖျက်ဆီးပစ်တဲ့နီးလန်းတွေလည်းပါဝင်ပါတယ်။ဘာလို့လဲဆိုတော့ပြစ်မှတ်ကိုရုပ်ပိုင်းဆိုင်ရာဖျက်ဆီးလို့မရနိုင်တဲ့အခါသူတို့ရဲ့ radar နဲ့အာယုံခံကိရိယာတွေကိုဖျက်ဆီးပစ်လိုက်ရင်ဒေါ်လာတန်းတဲ့ချီရဲ့လက်နက်တွေကိုစက်ကူတုံးလိုအသုံးမကျတဲ့အရာတွေအဖြစ်ပြောင်းလဲသွားစေနိုင်လို့ပါ။ ဒီတိုက်ခိုက်မှုတွေရဲ့တိကျတဲ့သဘောတဘာဝကိုရေတပ်ကအသေးစိတ်မဖော်ပြခဲ့ပေမဲ့ Helios ဟာလူမဲ့လေယာဉ် drone သိမ်းငယ်တဲ့လေတွေနဲ့အခြားလေကြောင်းပစ်မှတ်တွေကိုတိုက်ခိုက်နိုင်တယ်လို့ရေတပ်ကဆိုပါတယ်။ဒီတော့ Helios ဟာအသုံးဝင်တဲ့စနစ်တစ်ခုဖြစ်ကြောင်းသက်သေပြပြီးတဲ့နောက်နောက်ထပ်ပါရီဆက်လုံပါလေ။အလဲပိုင်းဒေသမှာမကြာသေးခင်ကဖြစ်ပွားခဲ့တဲ့အဖြစ်အပျက်တွေကြောင့် Helios ဟာ American ရေတပ်ရဲ့မျက်နှာစာလိုက်သင်္ဘောတွေပေါ်မှာအမြန်ဆုံးတက်ဆင်ဖို့စီစဉ်နေတဲ့နောက်ထပ်အဓိကလက်နက်စနစ်တစ်ခုဖြစ်လာနိုင်ပါတယ်။ 2023ခုနှစ်နိုဝင်ဘာလကစပြီးအမေရိကန်ရေတပ်ကသူတို့ရဲ့စစ်သင်္ဘောတွေဟာပူတီရဲ့ဒုံးကျည်နဲ့ drone တွေကိုအနည်းဆုံး60ကြိမ်စီးနှင်းတိုက်ခိုက်ခံခဲ့ရတယ်လို့ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ဒီထဲမှာ drone တရာစင်လောက်တပြိုင်တည်းသင်္ဘောကိုတိုက်ခိုက်တဲ့အဖြစ်အပျက်တခုလည်းပါဝင်ပါတယ်။ဒီတိုက်ခိုက်မှုတွေအလုံးမှာရေတပ်သားတွေဟာ SM2 ဒုံးကျည်တွေကိုပစ်ခတ်ပြီးချိန်ချောက်မှုတွေကိုကာဝယ်ခဲ့ပါတယ်။ SM2 ဟာရေတပ်ရဲ့၄ချောင်းကာကွယ်ရေးလက်နက်တွေထဲမှာအဓိကအသုံးပြုတဲ့လက်နက်ဖြစ်ပြီး ဒုံးမြန်တွေမဟုတ်တဲ့ချင်းချောင်းမှုတွေကိုကာကွယ်ဖို့အတွက်အသုံးများတဲ့လက်နက်ပါ။ဒါပေမဲ့ SM2 တထောင်ကိုဒေါ်လာတသန်းကျော်ကုန်ကြတာကြောင့်ရေတက်ဟာဒေါ်လာ9000ပဲတန်တယ်။ Shahed drone တွေကိုပြစ်ဖို့ SM2 ဒုံးကြီးတွေကိုတန်းနဲ့ချီပြီးသုံးထွက်နေရပါတယ်။ဒါဟာ PUS စိတ်တောင်ကိုနျူကလ িয়ার ဘုံးနဲ့ထုနေသလိုပါပဲ။ထိရောက်မှုရှိပေမဲ့စဉ်းစားညံပါတဲ့နီလန်တော့မဟုတ်ပါဘူး။ဒါကြောင့်ရေတက်ကောင်းဆောင်တွေဟာဒရုန်းတွေနဲ့ခင်းနောက်ကြပြီးအတန်ထက်မမြင်တဲ့ဒုံးကြီးတွေလို့ အန်ဒီရဲ့နဲတဲ့ပြစ်မှတ်တွေကိုကာကွယ်ဖို့ကုန်ကြစည်အသက်တာတဲ့နီလန်းတွေကိုရှာဖွေနေပါတယ်။ဒါအပြင်အီရန်ကစစ်သုံးလေသေးလေးတွေနဲ့ဒရုန်းတွေကိုစုပြီးတိုက်ခိုက်လာရင်တင်းမောရဲ့ကာကွယ်ရေးစနစ်တွေကိုဖျုံးတီးပြစ်နိုင်ပြီးပိုပြီးအန်ဒီရဲ့များတဲ့လက်နက်တွေပြစ်လွတ်ဖို့ခွင့်ရေးရသွားနိုင်ပါတယ်။ဒါကြောင့်အမေရိကန်ရေတပ်ကပ္ပလိန်တွေကိုကြီးကအကန့်အသတ်နဲ့ဘယ်ပြစ်မှတ်ကိုပြစ်မလဲ။ဘဲဟာကိုမပြပဲထားမလဲဆိုတဲ့ရွေးချယ်စရာကြားမှာစဉ်းစားစရာမလိုအောင် Helios လိုလက်နက်တွေကိုအမြန်ဆုံးတက်ဆင်ဖို့လိုအပ်နေပါတယ်။ ဟယ်လီယုတ်ဟာစစ်မြေပြင်မှာမရှိမဖြစ်လိုအပ်တဲ့လက်နက်တစ်ခုဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ဒီလက်နက်ဟာပြန်လည်တပ်ဆင်ဖို့မလိုအပ်ဘဲပြစ်မှတ်တစ်ခုကိုစက္ကန့်ပိုင်းတွင်ဖြတ်စည်းနိုင်ပြီးတော့စွမ်းအင်ပေးစနစ်တည်ငြိမ်နေပြီးဇက်တိုက်ပစ်ခတ်နိုင်လို့ပါ။ဒါပေမဲ့ရေတက်အနေနဲ့ဖြည့်ရှင်းရမယ်အဓိကစိန်ခေါ်မှုတွေကတစ်ခုကစွမ်းအင်ပြဿနာပါ။ဖြတ်သိမ်းမောတွေပေါ်က spine radar လို့စနစ်တွေဟာစွမ်းအင်အမြောင်များလိုအပ်ပါတယ်။သိမ်းမောပေါ်ကဓာတ်ငွေတာပိုင်း generator တွေကထုတ်ပေးနိုင်တဲ့စွမ်းအင်ကကန့်သက်ချက်ရှိပါတယ်။ ါကြောင့်ရေတပ်ဟာစွမ်းရည်ပုံမထုတ်လုပ်နိုင်တဲ့ USS Spons နဲ့ USS Portland လို့ပိုကြီးတဲ့သင်္ဘောတွေပေါ်မှာလေဆာလက်နက်ရဲ့ရှေ့ပြေးပုံစံတွေကိုစမ်းသပ်ခဲ့ပါတယ်။ဒါပေမဲ့ရေတပ်ဟာကာကွယ်ရေးမိဖက်တွေနဲ့ပူးပေါင်းပြီးပုံမစွမ်းအားကြီးတဲ့ဂျန်နရေတာတွေကိုဖန်တီးနေပါတယ်။ဒီဂျန်နရေတာတွေကိုဒီဂျန်နရေတာတွေရဲ့နေရာမှာ Fight 3 DDG ဖြတ်သင်္ဘောတွေပေါ်မှာတပ်ဆင်ဖို့စီစဉ်နေပါတယ်။ဒီဂျန်နရေတာတွေနဲ့ဆိုရင် Helios ဟာ120 kW လောက်ရှိတဲ့လေဆာတန်းတွေကို လွယ်လွယ်ကူကူနဲ့စိတ်ချရသွားပြက်ခတ်နိုင်မှာဖြစ်ပြီးပြစ်လွတ်လာတဲ့ဒုံးကျည်တွေကိုတော့ဖျက်ဆီးနိုင်မှာပါဒီစိန်ခေါ်မှုကိုရေတက်ကကြော်လွှားနိုင်မလားဆိုတာကတော့အချိန်ကပဲအဖြေပေးသွားမှာပါအားလုံးကိုကျေးဇူးတင်ပါတယ်